မင်္ဂလာပါရှင်ကျမမုံမြင့်စင်ပါ DVB ရုပ်ပြင်သံကြားရဲ့ည၈နာရီသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ရှင်ပြည်တွင်းဈေးကွက်မှာရောင်းချနေတဲ့ BBI ဈေးဝအတူကျပ်သိန်းပေါင်း2800ကျော်ဖို့ဖမ်းမိတဲ့သတင်းရန်ကုန်ရွှေဈေးကွက်ထဲမှာကောလာဟလသတင်းတွေကြောင့်ရွှေဈေး၉သိန်းဝန်းကျင်အထိစံချိန်တင်မြင့်တက်တဲ့သတင်းတိန်ထောင်ချီတန်နဲ့ကြောက်မြရတနာတွေကိုပြန်ပေးတဲ့ကာသမားကို ပိုင်ရှင်ကနေကာဒစီပေးအပ်ဂုံပြုမဲ့တဲ့တွင် ဆေးဝါးဈေးကွက်အတွင်း BBI ဆက်ယုံထုတ်ဆေးဝါးများအတူပပြုလုပ်ဖြန့်မှုရောင်းချနေမှုတွေကိုဖမ်းဆီးအရေးယူမှုတွေစတင်ဆောင်ရွက်ခဲ့တာမှာတလအတွင်းကာလတန်ဖိုးငွေကျပ်သိန်းပေါင်း2800ကျော်သိမ်းဆည်းရမိခဲ့ပါတယ်။ BBI ဆက်ယုံကထုတ်လုပ်နေတဲ့ဆေးဝါးတွေကိုအတူပပြုလုပ်ဖြန့်မှုရောင်းချနေတာကိုပြီးခဲ့တဲ့ဩဂတ်လကစပြီးပြည်ထောင်ဝန်ကြီးဌာနအစအစနဲ့ဆေးဝါးကုတ်ကဲရေးဦးစီးဌာနကျန်းမာရေးဝန်ကြီးဌာနလက်အောက်တို့က ဖန်စီအရေးယူမှုတွေဆောင်ရွက်ခဲ့တာပါ BPI စေဝါအတူပြုလုပ်မှုနဲ့ပတ်သက်ပြီးဖန်စီအရေးယူမှုရှင်းလင်းပွဲကိုနေပြည်တော်စစ်မှုဝန်ကြီးဌာနရုံးမှစက်တဘာ29ရက်နေ့ကကျင်းပပြုလုပ်ခဲ့ပါတယ်ဆေးရနိသင်မရှိတာကြောင့်ယောဂပျောက်ကင်းမှုမရှိတာတွေအာနိသင်ရှိတော့လဲ GMP guideline အညီပေါ်မှာတက်ဆင်ထားတာမဟုတ်တဲ့အတွက်အစိတ်အတောက်ဖြစ်နိုင်စေသလိုတခြားဆိုးကျိုးတွေလည်းကြုံတွေ့လာနိုင်ရတယ်လို့စက်ရုံမှု အင်းစိန်စေဝါကဥက္ကကိုအောင်ကပြောပါတယ် စက်မှုဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ဆေးဝါးဆက်ယုံအင်းစိန် BBI ဆက်ယုံကနေဆေးပြားဆေးတောင်80မျိုးဆေးရည်22မျိုးလိန်ဆေး10မျိုးဆေးမှုန့်3မျိုးထိုးဆေး90မျိုးသွေးကြောသွင်းဆေး90မျိုးပရိဇီဝဆေး17မျိုးတို့ကိုထုတ်လုပ်နေတယ်လို့တာဝန်ရှိသူတွေကပြောပါတယ်ရှင်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးအပေါ် NLD ပါတီဝင်တွေစွန့်ရင်နေကြပါတယ်ဒီသတင်းကိုတော့အောင်ဆန်းဦးပေးပို့ထားပါတယ် ဒီကနေ့စက်တင်ဘာ29ရက်နေ့မှာကြာရောက်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီတည်ထောင်ခြင်း28နှစ်ပြည့်အခမ်းအနားကိုရန်ကုန်မြို့ဗဟန်းမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းမှာကျင်းပခဲ့ပြီးတက်ရောက်လာတဲ့ပါတီဝင်တွေကဒေါ်ဆန်းစုကြည်ရဲ့ကျမ်းမာရေးအတွက်စိုးရိမ်တဲ့အကြောင်းပြောဆိုနေကြပါတယ်။ဟိုကျန်းကျန်းမာမာနဲ့ပေါ့နော်။ရှေ့ဆက်လဲအဲ့လိုကျန်းကျန်းမာမာလေးနဲ့ပဲဟိုလှုပ်တယ်လို့အရင်အပင်မမိုင်းရောလှုပ်စေခြင်းဘူး။ကျမတို့တိတ်အတ္တကြီးရရောက်တယ်လေ။နော်တစ်ချိန်လုံးလဲအဲ့လိုတိုင်းပြည်အတွက်ပေးဆက်ခဲ့ပြီးဆိုတော့နောက်ဆုံးတော့ကျမဘာမှ မမျော်လင့်ဘူးအမေကိုကျမ်းမာနေရင်ကိုချိန်တတ်တယ်ကျမ်းမာပါစေပဲဆူတောင်းတယ်အခုလည်းဆူတောင်းတယ်ကျမ်းမာပါစေပဲပေါ့နော်အရန်စိတ်ပူတယ်တခုခုဖြစ်သွားမှာတော့အရန်စိတ်ပူတယ်ရှိရှောင်းလေကျမပါသေးအမေကျမပါသေးလို့ဆက်တောင်းပါလေရှင့်တတိယကားထဲမှာပါသွားတာတော့တွေ့လိုက်တာပါเนาะအမေကတုံးလုံးလေးလှဲပြီးတော့သူ့ရဲ့ဟိုကတတ်တော်ဆောင်ကိုလှဲပြီးတော့မတော်ရှေ့ရဆိုတော့မြင်လိုက်ရတယ်အဲ့တော့စိတ်ထဲမှာတော်တော်မကောင်းဖြစ်သွားတယ် အမနောက်သတင်းလေးကတက်လာတော့အမေကအစာကြီးရောင်းတာတော့အစာကြီးရောင်းတာပဲပေါ့နော်ကြီးပေါင်းတက်တာပဲပေါ့နော်လောက်ရရဖြစ်တယ်ဆိုတော့ဒါမှမဟုတ်အဲ့လောက်ကလည်းလာသူ့အသက်80ကျော်အနေနဲ့ဆိုရင်ရလို့အမတို့ကထင်တာပဲသိတာအဲ့ဒါကြောင့်အမေကိုကြမ်းမစေခြင်းနဲ့ပေါ့နော်အနာကိုပြပြဝဝအနာယူစေခြင်းနဲ့ပြပြဝအနာယူပြီးတော့မှလုပ်စေတယ်သူ့အသက်ကအရန်ကြီးနေပြီလောက်ရတဲ့လုံနေတာမမျှဘူးပေါ့နော်နောက်တော့အမတို့အနေနဲ့ကအမေကိုပြပြဝအနာယူပြီးမှအလုပ်ကိုဆက်လုပ်စေခြင်းနဲ့အကြမ်းမကြီးကအရေးကြီးရလေလဲသွားရင်အမတို့အစားထိုးစရာမရှိဘူး စားထိုးဖို့ထပ်ပြီးရရလာမယ့်လူမှမရှိဘူးအမေတို့လူမျိုးကဒါတယောက်သေးပဲဆူတောင်းနေတာတော့ပေါ့နော်အခုလက်ရှိရကာလာချင်းကနေပြီးတော့နောက်ပိုင်းအသက်ရကျော်ခြေတဲ့အထိပေါ့အမေစုကကျမကြီးကောင်းမှုပြီးတော့တိုင်းရင်းပြည်ရဲ့ကြောင်းလဲမှုရဲ့အများကြီးကိုလေဖန်နေပေးနိုင်မှာဖြစ်တဲ့အတွက်အသက်ရကျော်ရှေ့ဆေးခြင်းနဲ့ပေါ့အဲ့လိုမျိုးပေါ့အားလုံးနဲ့ထပ်တူရဲပေါ့အမေရိကန်ခီးစဉ်ကပြန်လဲရောက်ရှိလာပြီးခီးပင်ပန်းတဲ့တန်းကြောင့်အနားယူနေရတဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အနေနဲ့28နှစ်ပြည့်ပါတီနှစ်ပတ်လည်ခမ်းနားကိုတက်ရောက်နိုင်ခြင်းမရှိပါဘူး အသက်82နှစ်အရွယ်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးခြေအနေနဲ့ပတ်သက်ပြီးစိုးရင်ပွဲမရှိဘဲအနားယူဖို့သာလိုအပ်တယ်လို့အစိုးရအဖွဲ့ကသတင်းထုတ်ပြန်ထားပါဗျ။လာရူအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနိုင်ကဦးတင်ဦးကလည်းပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးခြေအနေစိုးရင်ပွဲမရှိဘူးလို့28နှစ်ပြည့်အခမ်းအနားမှာထုတ်ဖော်ပြောဆိုခဲ့ပါဗျ။ပါတီထူထောင်ရေး28နှစ်ပြည့်အခမ်းအနားပွဲကိုရုံတိုင်းဒေသကြီးဝန်ကြီးချုပ်အချိုမင်းသိရုံတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌရုံတိုင်းဒေသကြီးလူမျိုးရေးဝန်ကြီးဦးနိုင်ငံလင်း NLD ပါတီရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ နိုင်ကဥတင်ဦးဦးညံဝင်းတို့တက်ရောက်ခဲ့ပါတယ်ကျွန်တော်အောင်ဆန်းဦးပါဖန်စီနှိမ့်ဆက်အနိုင်ကျင့်ခံနေကြရတဲ့ပြည်ပရောက်မြန်မာအလုပ်သမားတွေကိုကဲတင်စောင့်ရှောက်ပေးဖို့ပြည်ထောင်စုအစိုးရကိုတိုက်တွန်းကြောင်းဆိုနေပသက်ပြီးဒီကနေ့ပြည်သူ့လွှတ်တော်မှာပထမဆုံးချိန်စတင်ဆွေးနွေးပါတယ်။မကွေးတိုင်းစစ်တုတ်တရာလွှတ်တော်အမတ်ဦးကျော်အောင်လွင်တင်သွင်းတဲ့နိုင်ငံတွင်းအလုပ်ကိုင်ရှာပါပြီးလောက်ခလာစာနေပါမှုကြောင့်နိုင်ငံသားအထွတ်အလုပ်လုပ်နေရတဲ့မြန်မာတွေကိုသက်ဆိုင်ရာနိုင်ငံတွေက အလုတ်ရှင်တွေဟာဥပဒေမဲ့ခိုင်းစေအနိုင်ကျင့်စော်ကဖန်စီနှိပ်ဆက်တက်ဖြတ်တာတွေကိုအစိုးရချင်းချိတ်ဆက်ပြီးအ мян ဆုံးထိရောက်စွာပံပိုးကဲ့တင်စောင့်ရှောက်ပေးဖို့အစိုးရကိုတိုက်တွန်းကြောင်းအဆိုနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့တာပါထိုင်းနိုင်ငံအခြေစိုက်ရွှေပြောင်းအလုတ်သမားအခွင့်အရေးကိုရက်ဒူဩကထဥအောင်ကျော်ကပြည်ပရောက်ရွှေပြောင်းမြန်မာအလုတ်သမားတွေအရေးကိုအခုလိုလွှတ်တော်မှာဆွေးနွေးရတဲ့အတွက်ကြိုးဆိုတယ်လို့ DVB ကိုပြောပါတယ်လက်ဖြတ်မှာတော့ဒီအဆိုနဲ့ပတ်သက်ပြီးသက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်ကပြန်လည်ရှင်းလင်းဆွေးနွေးပြီးတော့လွှတ်တော်ရဲ့အဆုံးဖြတ်ရယူဆောင်ရွက်ဖို့ရှိပါတယ်ရှင်။ရှမ်းပြည်နယ်တောင်ကြီးကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင်ပိုင်းကိုဖြုတ်ထုတ်တဲ့ကိစ္စကိုစုံစမ်းဖော်ထုတ်သွားမယ်လို့ပါတီအလုံးမှုဆောင်အတွင်းမှုအဖွဲ့ကပြောဆိုပါတယ်။လင်းဆက်အောင်သတင်းပေးပို့ထားပါတယ်ရှင်။ပါတီအတွင်းမှုအဖွဲ့ဝင်ဦးဝင်းထင်ရဲ့အမိန့်နဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရှမ်းပြည်နယ်ဥက္ကဋ္ဌဒေါက်ခင်မိုးမိုးအပါဝင်အမှုဆောင်တချို့ကိုစတင်ပါလာစမ်းပိုင်းက တာဝန်ကနေအနာပေးလိုက်ပြီးအမှုဆောင်တဲ့ငါးဦးကိုအစားထိုးခန့်အပ်ခဲ့ပါတယ်။အဲ့ဒီကိစ္စကိုအမှန်တရားပေါ်ပေါက်လာတဲ့အထိစုံစမ်းဖော်ထုတ်သွားမယ်လို့ပါတီတွင်းမှုဖွဲ့ဝင်ဦးညာဝင်းက DBP ကိုပြောပါတယ်။အဲ့ဒီတောင်ကြီးရပုဂ္ဂိုလ်တွေကျူးလွန်နေဆိုတဲ့ကိစ္စနော်အဲသူတို့အပြစ်ပြောတဲ့ကိစ္စအဲ့ဒါတွေကဘယ်လောက်မှန်လဲဆိုတာကျွန်တော်တို့နိလန်တကြစုံစမ်းစစ်ဆေးမှု လုပ်ဖို့လိုပါမယ်။အဲဒီလိုလုပ်ပြီဆိုရင် ုံငန်းစစ်ဆေးမှုရှိတဲ့ဆွဆွဲမှုဆိုရင် ပြည်သူကလက်ခံပါတယ်။စုံငန်းစစ်ဆေးမှုမရှိတဲ့ပြုလုပ်မှုဆိုရင်တော့လက်မခံကြပါဘူး။တောင်ကြီးကိစ္စကိုပြန်လည်ပြုပြင်တာမျိုးတွေမလုပ်ရင်ပြည်သူတွေရဲ့ယုံကြည်မှုတွေအများကြီးထိခိုက်နိုင်တယ်လို့ပြောပါတယ်။ဦးဝင်းထိန်ကတော့စမ်းမြင်တဲ့ဥက္ကဋ္ဌဒေါခင်မိုးမိုးကို NGO နဲ့ CSO တို့မှပါဝင်နေတဲ့အတွက်ကြောင့်ဖယ်ရှားလိုက်တာဖြစ်တယ်လို့မီဒီယာတွေကရှင်းပြခဲ့ပါတယ်။ထုတ်ပေခံရတဲ့ဒေါခင်မိုးမိုးကဦးဝင်းထိန်ရဲ့ဆွဆွဲချက်တွေက ခိုင်ခိုင်မာမာမရှိဘူးလို့လည်း DPP ကိုအခုလိုပြောပါတယ်။ရှင်းရက်နေ့ကအဖွဲ့ချုပ်ဗဟိုကိုဆင်းပြီးတော့ကိုရက်နေ့မှာစာတင်ခဲ့ပါတယ်။ဒါဥဝင်ထရဲ့ဆွဆွဲချက်တရားမဟုတ်မမှန်ဘူး။ဟုတ်မှန်တယ်ဆိုရင်လည်းသူ့ဘက်ကတက်သေးပြဖို့တာဝန်ရှိတယ်။ဆိုပါတော့ကျမကိုဆွဆွဲတယ်၊ကျမ NGO မှာလုပ်တယ်။ဟုတ်ပြီ NGO မှာလုပ်တယ်ဆိုဘယ် NGO မှာလုပ်လဲ။အဲဘယ်တုန်းကဘယ်တာဝန်အနေယူခဲ့သလဲ။ဒါတွေကိုသူရှင်းလင်းပြောပြဖို့တာဝန်ရှိတယ်။အဲဒီလိုပဲ SP အဖွဲ့တွေကိုကျမတို့အစည်းအဝေးတွေမှာဝင်ထိုင်ခိုင်းတယ်လို့သူစွပ်စွဲပါတယ်အဲ့ဒါနဲ့ပတ်သက်လို့ဆိုရင်လည်းသူကဘယ်အစည်းအဝေးမှာဘယ်တော့မှဝင်ထိုင်လဲဘယ်သူဝင်ထိုင်လဲဒါကိုသူအထောက်အထားနဲ့ပြောပြဖို့တာဝန်ရှိပါတယ်ဒေါက်ခင်မိုးမိုးနဲ့အမှုဆောင်တချို့ကိုတာဝန်ကနေအနာပေးခဲ့တဲ့ကိစ္စဟာလည်းဦးဝင်းတရဲ့အမြင်တက်တက်နဲ့ပဲဆောင်ရွက်ခဲ့တယ်လို့ဥညာဝင်းကထက်လောင်းပြောပါတယ်စီးစီးတဘောတူရင်းနဲ့ဆောင်ရွက်တော့မဟုတ်ပါဘူးနော်ဦးဝင်းတရသူကသူကသူအမြင်နဲ့သူရတဲ့သတင်းပေါ်မှာသူဆောင်ရွက်တာပါ အခုလိုပါတီကစုံစမ်းစစ်ဆေးမဲ့ကိစ္စနဲ့ပတ်သက်လို့ဦးရင်ထင်ကို DPP ကတယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းတဲ့အခါမှာဘာမှပြောစရာမရှိသေးဘူးလို့ပြောပါတယ်ကျွန်တော်ကလင်းဆက်အောင်ပါတနင်္ဂနွေလုံးဖြစ်ခတ်တက်ခိုက်မှုရစေးစာချုပ် NCA လက်မှတ်ထိုးထားတဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့၈ဖွဲ့ CT NCA လက်မှတ်မထိုးရသေးတဲ့ UNFC DPN အဖွဲ့က ကိုယ်စားလှယ်တွေဟာထိုင်းနိုင်ငံချင်းမိုင်မှာဒီကနေ့ဒုတိယမြောက်နေ့အဖြစ်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ဒါပေမဲ့လည်းဆွေးနွေးပွဲနဲ့ပတ်သက်လို့တာဝန်ရှိသူတွေကိုမေးမြန်းရမှာတော့ဖြေဆိုဖို့ညှင်းဆန်ကြပါတယ်။ဆွေးနွေးပွဲကို strategy consultation meeting လို့နာမည်ပေးထားပြီးစက်တဘာလ26ရက်နေ့ကနေ29ရက်နေ့အထိ9ရက်ကြာကျင်းပဖို့ရည်ရွယ်ထားပေမဲ့လည်းလိုအပ်သလိုရပ်ထပ်တိုးဖို့ရှိတယ်လို့ဆိုပါတယ်ရှင်။ကရင်ပြည်နယ်မဲသဘောဒေသတိုက်ပွဲကြောင့်ဆစ်ရှောက်နေရတဲ့ဒုက္ခသည်တွေအိမ်ပြန်နိုင်ဖို့ သက်ဆိုင်ရာကမိုင်းရှင်းလင်းရေးကိုဆောင်ရွက်သွားမှာဖြစ်တယ်လို့ပြည်တွင်း NGO CBO အဖွဲ့တွေနဲ့အစိုးရတာဝန်ရှိသူတွေပူးပေါင်းပြီးမိုင်းအသိပညာပေးတဲ့ကိစ္စတွေဆောင်ရွက်သွားဖို့ရှိနေပါတယ်ဒီလိုမိုင်းရှင်းလင်းရေးကိစ္စမှာအထူးပါဝင်ရတဲ့သူတွေကဝင်တိုက်တဲ့သူတွေနဲ့မိုင်းထောင်ထားတဲ့သူတွေဖြစ်တယ်လို့ပြစ်ခတ်တိုက်ခိုက်မှုရစဲရေးဆိုင်ရာပူးရဲစောင့်ကြည့်ရေးကော်မတီဒုဥက္ကဋ္ဌနှင့်နန်းစေဝါကပြောပါတယ်တကယ်တကယ်ဆိုတော့ဒီမိုင်းကိုကျွန်တော်တို့ကတော့လုံးဝရှုတ်ချတယ် ကိုစစ်ရှောင်းလို့ကိုမနိုင်ဆုတ်ပါမိုင်းလောက်ထားတာကတက်လာမဲ့ရသူသင်ပါတဲ့ကိုရဲ့ဒီသက်ခံအရင်သင်မယ်ဆိုတာသူတို့ကောင်းတယ်မှာရှိဖို့လိုအပ်ပါတယ်နှစ်ဖက်ပြစ်ခတဲ့လက်နက်ကန်အဖွဲ့စည်းသင်ရင်သူတို့ပြစ်လို့ထိတာဆိုပြီးကျွန်မတို့ကခံစားပြလိုက်လို့ရတယ်အခုကမဟုတ်ဘူးရွာသားတွေဖြစ်တဲ့အတွက်ကြောင့်အမတန်းမှကိုစိတ်မကောင်းဖြစ်ရတယ်ဆိုတော့ဒီအပြစ်မဲ့တဲ့ဒီသက်ခံပြည်သူတွေဒီမိုင်းကိုအသက်အန်ဒီတအားဖြစ်စေတယ်လူဖြစ် ရှုံးစီတာပေါ့နော်ပြောရမယ်ဆိုရင်လူဘဝကိုအသက်ရှင်ပေမဲ့လူဘဝရဲ့တပိုင်းတစ်စကိုဆုံးရှုံးစီတယ်အဲ့ဒါလိုမျိုးအပြစ်မခံနိုင်ဘူးကျမတို့အဲ့တော့မိုင်းပညာပေးဖို့မိုင်းရှင်းလေးဖို့ဆောင်ရွက်ဖို့ကတော့ဒီအစိုးရတစ်ခုတည်းတာဝန်မရှိဘူးတစ်ဖက်ကအခုလက်ရှိဒီမြုပ်ထားတဲ့လူတွေမှာလည်းတာဝန်ရှိပါတယ်ဒါကြောင့်မို့ဒီဒေသခံပြည်သူတွေတို့ရဲ့နေရာဒေသပြန်နေနေနိုင်ဖို့အတွက် အတိကလှုပ်ဆောင်ပေးရမှာကမိုင်းမိုင်းသူတို့ရဲ့ဥယျာဉ်ခြံကြီးထဲမှာသွာလာနေတဲ့သုံးနေတဲ့လယ်မြေခြံထဲမှာဒီလမ်းတွေပေါ်မှာကျွန်တော်တို့ဒီမိုင်းကိုစိတ်ချရပြီဆိုမှဒီကနေပေါ်ပေးပြန်စေချင်တယ်ပြီးတော့မှသာလင်သူတို့ရဲ့ပြည့်နေထူထောင်ရေးလုပ်ငန်းတွေမှာကြတော့သက်ဆိုင်ရာအစိုးရအပြင် GMC မှာလည်းပေါ်လုံမှာပါပြီးရင်ဒီ CSO တွေ NGO INGO တွေပြန်ဝင်တော့ဝင်လာကြမှာဖြစ်ပါတယ်လို့ကျွန်မအမြင်တော့အလိုပဲပြောချင်ပါတယ်လို့ ပြီးခဲ့တဲ့စက်တင်ဘာလ17ရက်နေ့ကစပြီးကရင်ပြည်နယ်မဲသဝဒေသမှာနေကြာဆောင်တက်နဲ့အစိုးရတပ်မတော်တို့ပူးပေါင်းပြီး DKB ရဲ့ခွဲထွက်အဖွဲ့နဲ့စစက်တင်ဘာ18ရက်နေ့အထိပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။နောက်ပိုင်းမှာတော့မြန်ကြီးငူဘက်ကိုထွက်ပြေးတဲ့စစ်ရှောင်းဒုက္ခသည်၄000ကျော်လောက်ရှိလာခဲ့ပါတယ်။ဒုက္ခသည်တွေကတော့အခုချိန်ထိအိမ်မပြန်နိုင်ကြသေးတဲ့အခြေအနေတွေမှာပါ။မဲသဝမှာတော့ပြီးခဲ့တဲ့ရက်ပိုင်းကအိမ်ပြန်နေကြတဲ့ရွာသားတွေရှိလာပါတယ်။ပြီးခဲ့တဲ့ စက်တင်ဘာလ17ရက်နေ့ကနေ22ရက်နေ့အထိတိုက်ပွဲပေါင်း16ကြိမ်ဖြစ်ပွားခဲ့ပြီးနှစ်ဖက်အနည်းနာဆုံးရှုံးတာတွေရှိခဲ့ပါတယ်။လက်ရှိအချိန်အထိမဲသဘောနယ်မြေအတွင်းမှာတော့မိုင်းမျိုးစုံအလုံးပေါင်း400လောက်ဖော်ထုတ်ခဲ့ပြီးဖြစ်ပါတယ်ရှင်။ကြက်သိန်းပေါင်းထောင်ချီတန်နဲ့ကြောင်မြရတနာတွေကြံခဲ့တာကို ပြန်ပေးခဲ့တဲ့အငှားကားမောင်းသူကိုပစ္စည်းပိုင်ရှင်ကကားတစီပေးအပ်ခုပ်ပြုဖို့စီစဉ်နေပါတယ်။ဥပိုင်စိုးသတင်းပေးပို့ထားပါတယ်ရှင်။ကျွန်တော်မိသားစုကြောင့်တော့ရှင်းပါတယ်။ရိုးရှင်းပါတယ်။ ကျက်သိမ်းပေါင်းထောင်ချီတန်တဲ့ကြောင်မြေရနာတွေကိုပြန်ပေးခဲ့သူကတော့တက္ကစီသမားကိုတန်းထိုက်ကျော်ပါသူဟာပြီးခဲ့တဲ့24ရက်ညနေပိုင်းကသူ့ကားကိုငှားစီးတဲ့ခရီးသည်တွေရဲ့ရနာတွေကိုနောက်နေမနဲ့ကားပေါ်မှာတွေ့ရှိခဲ့တာပါသူ့အိမ်ကိုဖြွင့်ကြည့်လိုက်တယ်ဖြွင့်ကြည့်လိုက်တော့သူ့ပလတ်စတစ်လေးနဲ့ထုတ်ထားတဲ့ကြောက်ထုတ်တွေပေါ့အဲအများကြီးပဲအဲ့ဒါနဲ့ကျွန်တော်ချက်ချင်းသူစိတ်ပူနေပါပဲဆိုပြီးချက်ချင်းတော့ပြန်ပေးလိုက်တယ်မမီလားဆိုတော့ तू ကနောက်ဆုံးမယ် ဒီ ND နှစ်ယောက်ကနောက်ဆုံးပဲပြီးတော့ဒီပန်းချန်လန်းမှာသူသားကလည်းအောက်မှာရက်ဆောင်နေတယ်အဲ့တော့ဒီနေရာပဲဒီအိမ်ပဲဆိုပြီးတော့ကျွန်တော်ကဒီနေရာပဲတော့အဲ့နေအိမ်တော့မသိဘူးပေါ့တိုက်ရှိပေါ့သူတို့တိုက်ဆိုတော့တိုက်ရှိမှာပဲကျွန်တော်တကယ်လို့မတွေ့ရင်လည်းအဲ့နားမှာပဲပတ်ပြီးတော့ရှာရမှာပဲဆောင်းရမှာပဲလန်းတော့ကမှာကျွန်တော်ညမှာဖုန်းလန်းဆက်တယ် Facebook ပေါ်မှာဒါကြီးတက်လာပြီဆိုပြီးတော့တက်လာတော့ကျွန်တော်အဲ့ရဖုန်းနံပါတ်ကိုကျွန်တော်ယူပြီးတော့ဖုန်းဆက်ပြီးတခါတည်းတန်းပေးလိုက်တာအဲကျွန်တော်ဖုန်းဆက်လိုက်တဲ့အချိန်မှာ တို့တော်တော်ပျော်သွားတယ်ဗျအန်လဲအန်ဟောသွားတယ်တို့တို့ကတို့ဘလို့ဘောမရတော့ဘူးလို့တို့ထင်ထားတဲ့ຢာတစ်ခုကသူ့လက်ထဲပြန်ရောက်လာတော့တော်တော်ပျော်နေကြပါတယ်အခုလို့ပြန်ပေးခဲ့တဲ့သူ့ရဲ့ယူသားမှုတွေလူမှုကွန်ရက်စာမျက်နှာပေါ်မှာချီးကျူးတာတွေခံရသလိုပိုင်ရှင်ကလည်းသူ့ကိုထိုက်ထိုက်တန်ကားတစီဆူချဖို့ဆုံးဖြတ်ခဲ့ပါတယ်ကိုနိုင်အတိလောက်မှာဟောဆက်လာတာအမရဲ့ဟိုပန်းချန်လမ်းကအန်တီလာတဲ့ကျွန်တော်ပြစ်စီလာပေးနေပြီဆိုတဲ့မှာသူက ကိုကအရန်အံ့ဟောသွားအကိုကတက်စီသမားလာဟုတ်ကဲ့ဆိုရချင်မှာသူ့ဘာမှဆက်မပြောနိုင်တော့ကိုကခုံပေါက်ပြီးတော့ကားဝါးကြီးဆင်းပြေးဟို CCTV လိုက်ကြည့်နေတယ်သူတို့အော်ခေါ်ဘေးလူတွေလည်းဝိုင်းကြည့်နေတာဘာဖြစ်တာလဲပေါ့နော်အဲ့လိုကိုကလည်းဆုံးရှုံးမဲ့အမအရန်များတယ် ကျေးဇူးဆက်မယ်ဆိုပြီးတော့ပစ္စည်းတွေ့သွားညမတွေ့ကြညပစ္စည်းပြောက်သွားတဲ့ညမှာပဲသမီးသားစုလုံးစဉ်းစားပြီးဆုံးဖြတ်ထားတာကဒီကိုကတက်စီကိုမောင်းနေတာဆိုတော့တက်စီကိုပိုင်လည်းဖြစ်ချင်မှဖြစ်မယ်အဲ့တော့တကယ်လို့သာပစ္စည်းကိုသာတွေးခဲလို့သူပြန်မေးလာချင်သူ့ကိုတော့မကားတက်စီလောက်တော့ဝယ်ပေးချင်တယ်ဆိုပြီးတော့သမီးသားစုလုံးဆုံးဖြတ်ထားတဲ့အတိုင်းပဲအဲ့ကိုကိုပြန်တွေ့တဲ့အချိန်မှာလည်းတခါရဲ့ဂရီပေးပြီးတော့ပေါ့နော်ဆုံးဖြတ်ထားပါတယ်တစ်နှစ်သားရဲ့ကလေးတယောက်ဖြစ်သူကိုတန်းထိုက်ကျော်ဟာမိသားစုအတွက်အုံနာကြီးပေးပြီးအငားရင်မောင်းနေရပြီပါ ူအတွက်တော့အခုလိုရိုးသားမှုကြောင့်ကားတစီရမယ်ဆိုတဲ့အတွက်ဘဝပြောင်းသွားတယ်လို့ပြောပါတယ်။တေချာတဲ့စီးပွားရေးတစ်ခုရသွားတော့ဗျာ။အရင်ဟိုဟိုလက်မဲ့ကနေအခုလက်ရှိဖြစ်သွားတာပေါ့။ဟုတ်။ရတနာပစ္စည်းပိုင်ရှင်တွေဟာရဲစခန်းကိုပစ္စည်းပြောက်သွားတိုင်တဲ့အခါမှာလမ်းစားကပျောက်နေတာကြောင့်ရဲကလူမှုကွန်ရက်စာမျက်နှာမှာတင်မှုအကြံပေးခဲ့ပါတယ်။ Facebook လူမှုကွန်ရက်စာမျက်နှာမှာလည်းအဲ့ဒီအကြောင်းကိုမျှဝေသူတပေါင်းကျော်ရှိခဲ့တာပါ။ အရင်တော့လည်းအငားရီပေါ်မှာပစ္စည်းကြံခဲ့တာတွေပြန်ပေးတာမျိုးတွေရှိခဲ့ပေမဲ့အခုဒီချိန်ကတော့တံမိုးကြီးကြီးမားမားကြံခဲ့တာကိုပြန်ပေးခဲ့တာဖြစ်ပါတယ်။ကိုတန်းထိုက်ကျော်ပါဝင်ထားတဲ့ရင်မောင်းကြသူများဆိုတဲ့ DMG အဖွဲ့ကလည်းသူ့ကိုဂုံပြုချင်းမြို့ရှိတယ်လို့လည်းသိရပါတယ်ခင်ဗျာ။ကျွန်တော်ပိုင်ဆိုပါ။ စက်တင်ဘာလ29ရက်နေ့မှာရန်ကုန်ရွှေဈေးကွက်ထဲမှာကောလာဟလသတင်းတွေကြောင့်ရွှေဈေးကိုသိန်းဝန်းကျင်အထိစံချိန်တင်မြင့်တက်ခဲ့ပါတယ်။ကြော်စီရသတင်းပေးပို့ထားပါတယ်ရှင်။စတိမလာ၂၉ခုနှစ်နေမှာတော့ရန်ကုန်ရွှေဈေးကွက်ထဲမှာကောလာဟလသတင်းတွေထွက်ပေါ်ခဲ့တာကြောင့်ရွှေဝယ်ယူသူတွေများပြားခဲ့ပါတယ်။ဒီလိုရွှေဝယ်ယူသူတွေများပြားခဲ့တဲ့အပြင်ဒေါ်လာဈေးကလည်းမြင့်တက်ခဲ့တာကြောင့်အခောက်ရွှေဈေးကငွေကျပ်၉သိန်းဝန်းကျင်အထိမြင့်တက်ခဲ့တာပါ။ဒီလိုအခြေအနေကိုရန်ကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်တင်ကဝန်ထင်းခဲ့ရပါတယ်။ အသေးအနေနဲ့10နာရီခွဲဈေးခွက်မစတင်တာပဲ10နာရီ25လောက်မှာဒီဈေးနှုန်းတွေကပောက်ကပောက်အပြင်မှာဖြစ်ပြီးတော့เนาะဟိုကောလာဟလသတင်းတွေကြောင့်ဖြစ်ပြီးတော့မြင့်တက်နေတာဟိုဦးလေးတို့ရန်ကုန်တိုင်းဆွေလုံငန်းရှင်များအသင်းအလုံးမှုဆောင်တဲ့အနေနဲ့ဆွေရောင်းနေဝယ်တဲ့အသင်းတို့အသင်းသားတွေကိုဆွေ အလွန်ကျော်မရောကြဖို့ဝိတ်လေးကြိမ်အလွန်ကျော်များပြားမရောမရောမဝယ်ကြဖို့အင်းအနေနဲ့အလုံးမှုဆောင်ဖွဲ့အနေနဲ့မြစ်တာရခိုင်နယ်အတွက်အသင်းသူတင်းသားတွေလည်းထိန်းသိမ်းလုပ်တဲ့အတွက်9000 8000 9000 900ရေတပြေးနဲ့ကြာစင်းလာတာအခု8000နဲ့9000 900လောက်ဖြစ်နေတယ် ရွှေဝယ်ယူသူတွေများနေတာဟာဘန်တိုးနှုံးတွေရော့မှဖြစ်လို့ဘန်တွေကငွေတွေကိုထုတ်ပြီးရွှေဝယ်ယူနေတာကြောင့်ဖြစ်တယ်လို့ရွှေဈေးကွက်ကျွမ်းကျင်သူတွေကသုံးသပ်ပါတယ်။ကိုတော့အလားကြောင့်ဆိုဒီရပိုင်းမှာကျွန်တော်ဘန်တိုးနှုံးတွေရှော့မယ်ဆိုပြီးတော့တချို့လည်းဘန်မှာထားတဲ့လူတွေအရင်ရပိုင်းကပေါ့နော်။တော့ငောင်ကလေးအပတ်သေးတဲ့တဖြည်းဖြည်းနဲ့ဘန်မှာငွေအပ်ထားတဲ့လူတွေရွှေဝယ်ယူစုဆောင်ပြီးရွှေဝယ်ယူတဲ့အတွက်တက်လာတယ်ပါပါဒေါ်လာအဓိကတော့ဒေါ်လာဈေးကြောင့်ပါ ဒေါ်လာစီတရက်ကို50 30တော့နေ့စဉ်မြင့်တက်နေတဲ့အတွက်ဝယ်ဝယ်ယူစုဆောင်တဲ့လူတွေလည်းတက်အောင်လားဆိုဝယ်ယူစုဆောင်ကြတာဖြစ်ပါတယ်ရွှေစင်းနှုံးကအများကြီးမြင့်လာရင်တခြားကုန်စည်နှုံးတွေမှာမြင့်လာမှာကိုရွှေစည်းကွက်ကျွမ်းကျင်သူတွေကစိုးရိမ်နေပါတယ်။မဖြစ်သင့်တဲ့ဈေးကိုတော့ဟာတော့ဒရင်းမားကြောင့်မဖြစ်သင့်တဲ့ဈေးဖြစ်သွားမှာဆိုလို့အတင်းအနေနဲ့အားလုံးဒ ဒီပြည်သူလူထုအကျိုးရည်မြော်ပြီးတော့ကာကွယ်တဲ့အနေနဲ့ပုံစံတုံးအစမတန်ဆွေစည်းတက်လို့ဆိုတော့အခြားကုမ္ပဏီတွေလည်းလိုက်ပါမြင့်ပြတ်သွားမှာစိုးရိမ်တောင်းကြတဲ့အတွက်ခိန်သိမ်းလောက်တော့ပြောလိုက်တဲ့အချိန်မှာအသင်းသူအသင်းသားတွေလည်းခိန်သိမ်းရောင်းကြွယ်ကြတဲ့အတွက်ပြန်လည်ကြဆင်းတော့လာပြန်ပါ စက်တင်ဘာလ29ရက်နေ့မနက်ပိုင်းမှာတော့ခောက်ရွှေတကြက်သားကို83,800အထိမြင့်တက်ခဲ့ပေမဲ့ဈေးနှုန်းပြန်လည်ကျဆင်းခဲ့တာကြောင့်နေ့လယ်ပိုင်းမှာတော့ဈေးကွက်ထဲမှာ83,000ပေါက်ဈေးရှိနေပါတယ်။လက်ရှိအချိန်မှာတော့ရွှေဝယ်ယူစုဆောင်သူတွေအနေနဲ့ဒီအချိန်ဟာမဝယ်သင့်တဲ့အချိန်ဖြစ်တယ်လို့လည်းရွှေလုပ်ငန်းရှင်တချို့ကကြံပြုတ်ပြောကြားတာတွေလည်းရှိနေပါတယ်။ကျွန်တော်ကတော့ကြော်စီရပါ